အာနာသိန်းစစ်ကောင်စီတပ်ကအင်အားနေရပါစစ်ကြောင်းနဲ့အမြင့်ချခရိုင်အတွင်းထုဆစ်ဆလာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကတိုက်စုံထိခိုက်မှုများသလိုလက်နက်မျိုးစုံ50နီးပါးသိမ်းဆည်းရရှိခဲ့တယ်လို့နထိုးကြီးပြည်သူ့ကော်မတီတပ်မတော်နထိုးကြီး People Defense Force မြင်းဆက်ခရိုင်အမတ်လေးနဲ့အမတ်၁၀တရင်ကတရင်ထုတ်ပြပါတယ်။စက်တင်ဘာ25ရက်ကနေအော်တိုဘားလ17ရက်အတွင်းတိုက်ပွဲအခြေအနေကိုအသိပေးကြတာဖြစ်ပါတယ်။ ဒီကာလအတွင်းမှာစစ်တောင်စီတက်တဲ့တိုက်ပွဲ၄ကြိမ်ဖြစ်ခဲ့ပြီးနေအလိုက်တိုက်ပွဲပြစံအသေးစိတ်ကိုထုတ်ပြန်ထားပါစက်တင်ဘာ25ရက်မှာလူထိုးချင်းမြို့နယ်ရန်ကင်းဖျားကနေညိုင်းတာဒီရဘတ်ဦးဒီစစ်တောင်းထွက်လာတဲ့အင်အား200ပါတဲ့စစ်တောင်းကိုတော်လေးပူပေါက်တက်ကတက်ခိုက်ခဲ့လို့ဘူဂျီအပေါင်းဝင်9ယောက်သိမ်းဆုံးပြီးလက်နက်တလက်အသေးစိတ်ရရှိခဲ့တယ်လို့ဆိုပါတယ်အဒီတက်ပွဲမှာစစ်ကောင်စီတက်ကိုမြင်းချင်းခရိုင်အမှတ်လေးတက်ရင်အမှတ်30တက်ရင်မြေတာပကဖတခြားမဟာမိတ်တွေကပူပေါင်းတက်ခိုက်ခဲ့ကြပါတယ် အော်တိုဗာတရက်မှာလည်းနှထိုးချင်းမြို့နယ်မြိုင်းသားရွာကိုမိရှုဖျက်ဆီးပြီးဒိုင်းလေရွာအနီးစစ်ကြောင်းထုတ်လာတဲ့အင်အား250ကျော်ပါတဲ့စစ်ကြောင်းကိုငင်းချက်ခရိုင်အမှတ်လေးတက်ရင်အမှတ်30တက်ရင်နဲ့မြစ်သားပောက်ကဖငင်းချက်ခရိုင်ဒရုန်းတစ်ခုတွေကတက်ခိုက်ကြရမှာစစ်ကောင်စီတပ်အထိခိုက်များခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အထိတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်ဖမ်းမိပြီး10ယောက်ထပ်မံတိုက်ဆုံးခဲ့တယ်လို့ဖော်ပြအတည်ပြုထားပါတယ်။ဒါ့အပြင်လက်နက်မျိုးစုံဆက်လက်ဒရုန်းနှစ်စီးနဲ့ ြည်တွေကိုလည်းတင်းစီရရှိခဲ့တယ်လို့ဆိုပါရယ်။အော်တိုဘာ9ရက်မှာလည်းမလိုင်မြို့နယ်နှောကန်ရွာဘက်ကနေမလိုင်မြို့နယ်အင်ဒီတော်ရွာဘက်ဥတီစစ်ကြောင်းထုတ်လာတဲ့အင်အား200ပါတဲ့စစ်ကြောင်းကိုမင်းဆက်ခရိုင်အမှတ်လေးတက်ရင်အမှတ်30တက်ရဲတို့ကတက်ခိုက်ခဲ့လို့ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပါရယ်။ဒါပြင်အော်တိုဘာလ12ရက်မှာလည်းတိုက်ပွဲဆက်ဖြစ်ခဲ့ပြီးဘုံမှုကြောင့်မင်းအပေါ်ဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20နဲ့အထက်သေဆုံးပြီး9ယောက်အရှင်ဖမ်းမိခဲ့ပါတယ်။အဲ့ဒီဘုံမှုကမလိုင်မြို့နယ်တောင်တောင်မြို့မှာ အမျိုးသမီးအယောက်20ထက်မနည်းကိုအလိုမတူအထမအပြုကျင်စက်ပြတ်တာနေအိမ်တွေကိုမိရှို့ဖြစ်သေးရတယ်ကိုဥဆောင်လောက်ကင်ကြတော့လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီတပ်ဖွဲ့အဖြစ်မှလည်းလက်နက်မျိုးစုံ24လက်နဲ့စစ်အုံဆောင်တွေတင်းစီရရှိခဲ့ပါတယ်။အော်တိုဘလာ12ရက်မှာပဲမလိုင်မြို့နယ်အင်ဂျီတော်ရွာကိုစစ်တောင်းထုတ်လာတဲ့စစ်ကောင်စီရဲ့အင်အား200ပါစစ်တောင်းကိုထပ်မံတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသိဆုံးခဲ့လို့မလိုင်မြို့နယ်နောကန်ရဲစခန်းကနေစစ်ကိုခေါ်ခဲ့ရကြောင်းဖော်ပြပါတယ်။ အဲ့ဒီစစ်ကူစကြောင်းကိုလည်းမြင်းချက်ခရိုင်အမှတ်လေးတက်ရင်အမှတ်၁၀တက်ရင်နဲ့မောင်မိတ်တက်တွေကကြားပြတ်တက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ရှိရတာတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ထိုးစစ်ကိုအကောင်းဆုံးခုခံနိုင်ခဲ့ပြီးခန်းစစ်ကနေထိုးစစ်အသွင်စစ်ရေးဖော်ဆောင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြအသိပေးထားပါရှင့်။